မယ်ကမယ်မှန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 ်ငါနိုင်ရဆိုးဆိုးမဆိုးဆိုးငါလိုမျိုးနောက်ဆုံးကောင်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 းငါကောင်းဆောင်ပဲရေခဲတောင်ဝင်းကျင်မှာရှိတဲ့စစ်ခွေးစခန်းတွေပြောင်းသွားနိုင်တဲ့အလားအလာရှိတယ်ဆိုတဲ့အကြောင်းအသက်တိတ်ဆုံးစေတဲ့အထိဝိညာဉ်ဘဝရောက်သွားရတဲ့ပြည်တော်စုချက်ခိုင်းနေတဲ့ဖွံ့ဖြိုးရေးပါတီထိုးသူတွေအားလုံးဟာ အားလုံးပဲမင်္ဂလာပါရှေ့ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းချမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့မင်းပြင်ရွာရေတာစခန်းကိုဒါယာယီဆုပ်ပေးတဲ့အချိန်မှာအဖသားတွေသူတို့တွေတိမ့်ပိုက်လိုက်ပြီဆိုတော့ရုပ်တံရိုက်နေတာပေါ့ဗျာတပ်ပုံရိုက်နေတာအဲကာမဲကာမဲ Okay. Okay. ဒီလောက်ပဲပြမယ်။ချက်ပြီးပြလို့မရလို့ပါ။ခက်သက်မီဒီယာမှာ တင်ထားပါတယ်။ကျုံဤပညာတွေကကျွန်တော်မိသားစုတွေလုံးဝကိုကွက်ကွက်ကွင်းကွင်းကြီးညင်နေရတာနော်။ drone နဲ့ရိုက်ထားတာဖြစ်မယ်။ဒါဆိုရင် drone နဲ့ရိုက်ထားတာတဲတဲကြီးကိုကြတာဗျာ။ဒီမှာရိုက်နေတဲ့ကောင်တကောင်ပဲလွတ်တယ်။အကုန်မသားပေါ်တာ။ မှန်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 ငါနိုင်ငံဟွဟုတ်ပြီနော်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးနောက်ဆုံးကောင်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 းငါကောင်းဆောင်ပဲရှင်းနေနော်ရှင်းတဲ့ကောင်းတာမကောင်းတာကျွန်တော်မသိသို့တော့ဒီကျေးဇူးတရားကိုဆက်ဖို့ကျွန်တော်မထားမှရှိတယ်ဒီအတွက်ကြောင့်မလို့ပြည်ခိုင်းမျိုးပြည်မျိုးပဲလာရှင်းတဲ့ကပဲလာတာပဲလေဒါကြောင့်မလို့ကျွန်တော်လိုက်ခဲ့တယ်မှန်တယ်ထင်လို့ထောက်ခံတယ်မှန်တယ်ကြောက်တာပေါ့ကိုစိုက်တဲ့စဘာကိုရိတ်ရ Okay. သေးကြတာပေါ့ဗျာကိုစိုက်တဲ့အပင်ကိုကိုတိုင်ရိတ်သိမ်းရမှာပဲရိတ်သိမ်းချိန်ရောက်ရင်တော့ရိတ်သိမ်းနိုင်ပါစေလို့ဆူတောင်းတယ်ကျွန်တော်ဒီဘောကျော်ထွန်းမြန်နိုင်ပါအမြင်ရဗျာခုမှဒါကျွန်တော်တို့ထွက်လာလို့ဟူစီပဲရောက်လို့ဒီစကားပြောမှာကျွန်တော်တို့တက်ထဲမှာကျွန်တော်တို့လည်းပြောခဲ့လို့ရှိရကျွန်တော်ပြောတဲ့တက်ချုံနဲ့ကျွန်တော်တို့ကရှင်ကြီးတာတက်ချုံနဲ့တက်ချုံကျွန်တော်တို့စစ်တက်ခဲ့တက်ချုံဟိုမင်းအောင်လိုင်ကသူက သူ့ကိုတက်ချုပ်ရလို့ပေးတယ်ဆိုတော့တော်လုံးလုံးပေးတာမဟုတ်ဘူးလက်ညိုးတောင်ခေါင်းငိမ့်ဆိုတဲ့သဘောနဲ့သူတို့ခိုင်းတဲ့အတိုင်းရမယ်လို့ထင်လို့ရှေ့လူကယူဆပြီးသူ့ကိုဟိုကအန်ပြန်ပြီးတော့ဟိုကမဖြစ်နိုင်မဆန့်ကျင်နိုင်လို့ဆိုလို့ယူဆပြီးတော့ပေးခဲ့တာအဲ့တော့သူတက်ချုပ်ရတို့နေရာပြောပါသူကသူများပေးလို့ရတယ်ပုံလားလို့ဒါပေမဲ့ဘိုးချုပ်ထုံးပြန်တာကအဲ့လိုမဟုတ်ဒီနေရာကိုရောက်လာအောင်လို့သူအောက်ခြေအနေပြီးတော့ဟိုမှာ KIA မှာစစ်တမ်းသွားတက်ပြီး step by step တိဆောက်လာတာအဲ့တော့အဲ့မှာ အောက်သက်ကြီးတာချင်းကွာသွားတယ်အရေးချင်းလည်းတော်တော်ပါဘာလို့စကားပြောတာကြီးဒါကနောက်ဆုံးပြမီဒီယာနဲ့စကားပြောတာကြီးကြီးဒါအဲ့ဒီကဒါဟိုအောင်စော်လုံးနဲ့ဒီ AR တွေနဲ့သူအင်တာဗျူးထားတယ်မှာသလိုရှင်ဟိုကျွန်တော်တို့ဗာလဲစစ်တပ်ကဘုကျုံစော်မင်းတို့နဲ့တခြားစီဟိုမှာ तू မကြိုက်တဲ့မကွန်သူ့ကိုအစင်မပြေသေးတဲ့မေကွန်မေးရနဲ့ဝူဝါဝူဝါနဲ့ထားပြီးတော့မဟန်ဟိုမထိုင်နိုင်ဘူးဝူဝါရဲ့ဖြစ်သွားတာဟိုပညာမဲ့တယ်ပညာမဲ့ဆန်ဒါမှမဟုတ်ဘုကျုံထွန်းမျက်နှာပေါ်စော်မင်းတဲ့မေကွန်နဲ့မှာလဲအချို့ဟာလဲအထိတဝါဖြစ်တယ် ဒါပေမဲ့သူပပနနတ်ကိုလလိမ္မာမာနဲ့ရှောင်ချပြီးဖြေသွားတာအေးအေးဆေးဆေးပဲဟုတ်တယ်ပညာရှိမြတ်မြင်မထွက်တဲ့ပုံစံအဲ့တော့ကျွန်တော်မိသားစုတွေပညာရှိနဲ့ပညာမဲ့နဲ့ကွာတာပေါ့နော်ပညာရှိတဲ့သူကသူတို့ကိုဘလောက်ပဲတိုက်ခိုက်တဲ့မေးခွန်းပဲဖြစ်ဖြစ်သူတို့ကိုကြောက်ထဲထိုးကြလဲမရရအောင်ကိုယ်ဝိုက်ပြီးတော့ရှောင်နိုင်တယ်ပညာတပါခြင်းကွာတာပေါ့ဟုတ်ကဲ့ဗျဒီနေ့ညနေပိုင်းအတွက်နောက်ဆုံးရရှိထားတဲ့လိုတိုရှင်သတင်းလေးတွေကိုဖတ်ပြပါအောင်မယ်ဗျာ မန္တလေးတိုင်းမြင်းကြံမြို့နယ်ရှိအကျန်းဖက်ဆက်တက်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာဆက်ခွေးခုနှစ်ဦးကတော့ပွဲချင်းပြီးတေဆုံးပြီးစစ်သားအလုံးစခန်းဆွန့်ခွာ ထွက်ပြေးသွားကြောင်းထနောင်းမြေဆက်ကြောင်းမှာတာဝန်ရှိသူတဦးကနေပြီးတော့ထုတ်ပြန်ထားတယ်။မင်းတို့ပြောတော့တေရဲတဲ့ကောင်ထွက်ခဲ့စုတေရဲတဲ့ကောင်နေလာတော့ဘာလို့ထွက်ပြေးရတော့ ခရင်ပြည်နယ်ဖအံမြို့တွင်ရောက်ရှိနေသည့်အကျန်းဖက်မင်းအောင်လိုင်မှခီးတဲ့တရင်ပေါကြားမှုနှင့်လုံခြုံရေးစိုးရင်ရသည့်အခြေအနေများကြောင့်ဖအံတွင်ညမအိတ်တော့ပဲမော်လမြိုင်တို့ရဟတ်ရင်ဖြင့်ထွက်ခွာပြီးရှစ်တောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းစစ်တပ်တရင်အရင်မြက်တို့ထံမှကျွန်တော်တို့ကြားသိရတယ်ဗျ။တိမ်မာတော့ကြောက်တယ်တော့ဒီကောင် မကွေးတိုင်းပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ16ဦးသေဆုံးပြီး3ဦးအရှင်ဖမ်းမိကလက်နက်၅လက်သိမ်းဆီးရရှိခဲ့ကြောင်းစစ်သားအလောင်းများကိုလမ်းဘေးတွင်ခွေးလေခွေးလွင့်လိုအစွန့်ပစ်ခဲ့ကြောင်းပေါ့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကနေပြီးတော့ထပ်မံထုတ်ပြန်ထားတယ်။ပုံတွေကိုတော့ချပြလို့မရတော့ဘူးပေါ့နော်။ခက်သက်မီဒီယာမှာသွားကြည့်လိုက်တကယ်ပြရုံမိုးတောင်ကောင်းတယ်။ ီသတင်းဗီဒီယိုလေးကတော့သတင်းထူးသတင်းကောင်းလေးတွေနဲ့လူတက်ကောင်မဒိန်ကောင်မင်းအုပ်ဆိုးကိုဘလို့စုံးမထားလဲဆိုတာဆိုတော့အခုကျမတို့ KAA နဲ့ပူပေါင်းတော်လာရဲတွေဘက်ကတော့ပူတာဦးဒီလုံရှာယံဆိုတဲ့ဘက်မှာရှိတဲ့စစ်ခွေးတွေရဲ့စခန်းအကြီးကြီးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်မတားရီအများကြီးပေါ်တဲ့ခရန်နဲ့နဲ့တည်းအများကြီးရရှိခဲ့တယ်ဆိုတဲ့အကြောင်းပြီးလို့ရှင်တဲ့အခုဥပဒေဥလုံရှာရံ တဖက်မှာတော့ရေခဲတောင်တွေရှိတယ်အခုကဲရင်နဲ့ပူပေါင်းတော်လာရဲတွေကတော့အဲ့ဘက်မှာ thrusus scenery နေတိုင်းလို့တယ်နေတိုင်းလို့လို့လဲအောင်ပွဲခံနေကြတယ်မြေပြင်ဒရင်အရာဆိုလို့ရှိရင်တော့ဒီ November လအတွင်းမှာပဲဒီရေခဲတောင်ဝင်းကျင်မှာရှိတဲ့စစ်ခွေးစခန်းတွေပြောင်းသွားနိုင်တဲ့အလားအလာရှိတယ်ဆိုတဲ့အကြောင်းပြည်သူတွေကိုအသိပေးချင်တယ်ဆိုတော့မကြာခင်မှာရေခဲတောင်ဘက်မှာစစ်ခွေးစခန်းတွေပြောင်းသွားပါပြီဆိုတဲ့သတင်းလည်းကျွန်တော်ဆက်လက်ပြီးတော့ကြားဖို့ရတဲ့အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ် ဆိုတော့ဒီနေ့ကျွန်တော်တို့တော်လာရဲဒီကတော့နေရတကမှာအောင်ပွဲတွေခံနေကြတယ်အခုဒီခွေးချပုနဲ့သူ့ရဲ့မြေပြတ်မှာရှိနေတော့ဘောမာတွေပဲလိန်တက်တာမဟုတ်ဘူးနော်အခုကချင်ခွေးတွေလည်းလိန်တက်တယ်အဘာလဲဆိုတော့ 个亲戚就亏的个，弄开了当然懂个，给人家不帮到了也的个，只看谁家的，只看谁家咯，都是弄开了，带来的个，都米小片是看嘛，是看谁家嘞，哎啥个，当个当说嘞，比都是的个咯，爱别个要来比咯，但不你家比嘛，给人家到了也的也是看过米小片是比，等把人看了，说来的人也像他了对呀嘞，但总等不着吧嘞，喏。 ပြီးရင်နောက်သတင်းတစ်ခုကိုလည်းကြွပြောပြခြင်းနဲ့အခုကျမတို့ဘေးနားမှာမြင်ရတယ်နော် BBC ဒီကနေတင်ထားတဲ့သတင်းဖြစ်တယ် BBC သတင်းဌာနဆိုတာဟာမြန်မာပြည်မှာပဲမဟုတ်ဘူးတကဘာလုံးမှာတကယ်နာမည်ကြီးဒရင်ဌာနတခုဖြစ်တယ်အခုဒီထဲမှာကြွတော့အားလုံးမြင်ရတယ်နော်ကချင်ပြည်နယ်မှာအရခတ်တပ်တော်တွေထိန်းချုပ်ထားတဲ့ပလက်ဝမှာ ဝမ်ပြေယောဂါတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုတင်ထားတယ်။ဆိုတော့ကချင်ပြည်နယ်မှာပလဝဆိုတာရှိသလား။ပလဝဆိုတာဟာဘယ်ပြည်နယ်မှာရှိတယ်လဲဆိုတာတော့နင်တို့ BBC တွေမသိကြဘူးလား။နောက်ပဲအစွန်ဆုံးမှာနေတဲ့အရခတ်တတော်တွေကဟိုးအရှက်ပြားမှာရှိတဲ့ကချင်ပြည်နယ်မှာထိ ंछ ုပ်ထားတဲ့နေရာရှိသလား။ ပလဝဆိုတော့ဘယ်နားမှာရှိတယ်လဲဆိုတော့နင့်တို့မသိတရင်ဌာနတွေမလုံစားကြပါနဲ့အခုဒီလိုမျိုးနင့်တို့ရေးလိုက်တဲ့အဲတရင်တွေဟာနင့်တို့ရဲ့တိတ်ခါတွေကိုအင်မတန်မှချတယ်ကိုယ့်ရဲ့ BBC တရင်ဌာနဆိုတဲ့တိတ်ခါကို ထိမ့်ပြီးတော့နည်းနည်းပါပါလေးတော့တိတ်ခါစေတဲ့အနေနဲ့တရင်တွေရေးလို့ရှိရင်မမှန်ကန်ကန်လေးနဲ့ရေးကြပါလို့အကြံဉာဏ်ပြုပြစေနော်ဒီနေ့တော့ပထမအဦးဆုံးအနေနဲ့တော့ကျမတို့ဗီဒီယိုတစ်ပုဒ်ကိုအရင်နားထောင်ကြည့်ရအောင်နော်။နိုင်ငံအတွင်းမှာ မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေအများကြီးရှိပါတယ်နှစ်တုံညာနှစ်တည်းအာနာထိမှုဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပြဒနာအတ္တဆန်းနေအဖြစ်ပြအတ္တဆန်းနေစူဂျူအတ္တဆန်းနေအများကြီးဖြစ်ခဲ့အန်အေဒီပါတီကိုယုံကြည်ထောက်ခံတဲ့သူရှိတယ်ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုယုံကြည်ထောက်ခံသူရှိတယ်မြန်မာတပ်မတော်ပေါ်မှာယုံကြည်ထောက်ခံသူရှိလူတိုင်းဟာကိုယ်ယုံကြည်ခြင်းနဲ့ကိုရှင်သန်ကြတာ ယုံကြည်ခြင်းမတူရင်ငါနဲ့ရန်သူပဲမြန်မာနိုင်ငံအတွင်းမှာ NLD ပါတီကိုလွတ်လွတ်လပ်လပ်အနေရခင်ငယ်ယုံကြည်ထောက်ခံဝန်းရံပေးလို့ရပါတယ်သို့တော်လည်းမြန်မာတက်မတော်နဲ့ပြည်တော်စုချက်ခံရင်းနဲ့ဖွံ့ဖြိုးရေးပါတီထိုးဖွဲ့စည်းနှစ်ခုပေါ်မှာချစ်ခင်မိပြီးယုံကြည်ထောက်ခံမိပြီးဝန်းရံမိပြီးဆိုအဲ့ဒီလူကအနေရရှိပါတယ်အသက်သိဆုံးစေတဲ့အထိအနေရကြီးပါတယ် ် energy body ကိုဝင်းရံထောက်ခံတဲ့သူဒီနေ့ဒီချိန်ထိတယောက်မှအတတ်ခံရလွတ်လွတ်လပ်လပ်ယုံကြည်ထောက်ခံလို့ရအသက်ခံရတဲ့သူတွေရဲ့နောက်မှာမိသားစုဝင်တွေရှိပါတယ်ထိုးသူတွေအားလုံးဟာဝိညာဉ်ဘဝရောက်သွားရတဲ့မိမိတို့နဲ့တက်ဆိုင်တဲ့သူတွေဘယ်သူမှစိတ်အေးမှမဟုတ်လို့ဘယ်သူမှလည်းကျေနပ်ကြမှာမဟုတ်ပါဘူးတည်သွားရတဲ့သူတွေဟာသူတို့ရဲ့တည်ခြင်းတရားအပေါ် မချိမနဲ့နဲ့အံ့ချိန်နေရတဲ့ဝိညာဉ်ဒီနေ့ဒီအချိန်ထိသူတို့ရဲ့လက်သီးတွေကိုစုပ်ထားကြဆဲပါတယ်သူတို့တွေအတွက်အမျှမဝေပါဒီအချိန်မှာအမျှဝေလို့လေအဲ့ဒီဝိညာဉ်တွေမကျွတ်နိုင်ပါဘာကြောင့်လဲဆိုတော့သူတို့ရဲ့တည်ခြင်းတရားအပေါ်မှာသူတို့တွေနောက်ဆန်တင်းနေကြဆဲမြင့်ထိုဝိညာဉ်တွေအတွက်ကြံနေခဲ့တဲ့သူတွေကသူတို့တွေချစ်ခင်ဝိုင်းရင်အားပေးခဲ့ကြတယ်မြန်မာတပ်မတော်ကြီးပြည်အောင်စုကြံ့ခိုင်ရင်းနဲ့ပြည်သူ့ပါတီ ပါတီကိုမဲပေးလိုက်မယ်ဆိုရင်နောက်ဆန်တင်းနေကြသေးတဲ့ဝိညာဉ်တွေအကုန်လုံးပြုံးပြကြချိန်နဲ့ကြောင်းပို့ပြီးမြင့်တဲ့တနေရာစီကိုလည်းသွားနိုင်ကြဒီ27တော်လာရေးရောက်လာတဲ့အခါမှာကျတော့မှလည်းယုံကြည်ချက်တည်ခံယူချက်တည်လှုပ်ရှားမှုတွေအများကြီးတိတိတတ်တတ်ကွဲပြားလာတာတွေရှိတယ်။ထို့နည်းတူပဲယုံကြည်ချက်ထဲမှာလည်းကွာခြားလာတယ်။ဆိုတော့အခု ယုံကြည်ချက်ဆိုတဲ့အထက်မှာတခြားတော့ယုံကြည်ချက်တွေမပြောဘဲနဲ့ဗုဒ္ဓဘာသာရဲ့ယုံကြည်ချက်တစ်ခုပဲကျမဒီနေ့နည်းနည်းလေးပြောချင်တယ်ဆိုတော့ကျမသိတဲ့လောက်ကနော်ဗုဒ္ဓဘာသာရဲ့ယုံကြည်ချက်ထဲမှာတည်သွားတဲ့လူတွေအတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးတယ်၊စွန့်နေလုပ်ပေးတယ်နော်အများတွေတောင်းဝေပေးတယ်ဖုန်းကြီးတွေကိုခေါ်ပြီးမှနော်သင်္ကန်းတွေပေးတယ်၊သမင်းတွေကျွေးတယ်အဲ့လိုမျိုးနဲ့သူတို့က တည်သွားတဲ့လူတွေအတွက်ကောင်းမှုကုသိုလ်ကိုဒီလိုလုပ်ကြတယ်ဒါပေမဲ့စစ်ခွေးတွေယုံကြည်တဲ့ဗုဒ္ဓဘာသာနဲ့ဒီမကျွတ်မလွတ်သေးတဲ့သူတွေအတွက်လုပ်ပေးတာကတော့တမူထူးခြားနေတာကိုတွေ့ရတယ်ဆိုတော့ဘာလဲဆိုတော့အခုဒီထဲမှာကျွန်တော်ကြားရတဲ့အတိုင်းပဲ2021စစ်ခွေးအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာနေရတကမှာခွေးမသားပေါ်သွားကြတယ်အဲ့ခွေးမသားဒီရဲ့ဝိညာဉ်ဒီကမကျွတ်မလွတ်ကြဘူးသူတို့ကတော့အခဲမကျဲပဲနဲ့အန်ကျိတ်ပြီးတော့စောင့်နေကြတယ် ဒီခွေးတွေရဲ့ဝိညာဉ်တွေကိုတဲ့အမြဝေရင်လည်းသူတို့ကမကျွတ်လို့ဘူးသူတို့ကျွတ်လို့မဲ့လမ်းတစ်ခုပဲရှိတယ်ဒါပါလေဆိုတော့သူတို့ထောက်ခံခဲ့တဲ့စစ်ခွေးတွေသူတို့ထောက်ခံခဲ့တဲ့ဒီဂျမ်ဖွတ်ပါတီတွေကိုမဲထဲကြမှာပဲသူတို့ကပြုံးပြုံးလေးနဲ့မြင့်တဲ့ဘုံတနေရာကိုရောက်သွားမယ်တဲ့ကဲဆိုတော့အခုကျမရဲ့တရင်ကိုနားထောင်နေကြတော့ဘုရားပါတာကြီးလည်းစဉ်းစားကြည့်ဒါမျိုးနေရှိကြသလားကိုယုံကြည်တဲ့ပါတီတစ်ခုကိုမဲထည့်ချင်တာဖြင့်မကျွတ်မလွတ်တဲ့ဝိညာဉ်တွေကကောင်းရာနေရာကိုရောက်သွားသလား အမြဝေတာမျိုးတွေမဟုတ်ဘူးလားအခုသူကတော့မတိန်လူတတ်တမှုဖြစ်တဲ့အတွက်ကြောင့်သူလူတတ်သွားတဲ့အခါမှာသူ့ရဲ့အာယုံတွေများလွဲသွားသလားအောင်မင်းပြောသွားတယ်အခုဒီချမ်းဖွတ်ဒီကအတက်ကြီးတဲ့သူဒီပဲဖြစ်တယ်ဆိုတော့သူတို့ကဒါကတော့နောက်ဆုံးတော့ရွေးကောက်ပွဲပါဝင်ချင်းဖြစ်တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲမှာမနိုင်မနေရဆိုတဲ့ပုံစံမျိုးနဲ့သူတို့လုံနေကြတယ်ဆိုတဲ့အတိုင်းပဲအခုလော်ဘီလုတ်ပေးကြတဲ့သူတွေလည်းပဲနီးမျိုးစုံနဲ့ အသက်ရှင်တော့လူတွေနဲ့မင်းဆိုလို့မရဘူးဆိုလို့ရှင်ဟေးနင်တို့ရဲ့လူတွေဟိုမှာတင်နေကြတယ်မလို့မကြွသေးဘူးနင်တို့မင်းထဲမှာပဲလွတ်ကျွတ်မယ်ဆိုတဲ့ပုံစံနဲ့တမျိုးတစ်ပုံနဲ့ပြန်ပြီးမှတို့ဒီလိုမျိုးမင်းဆွဲလာတာအော့ဆရာကောင်းတယ်ဆိုတော့မင်းထည့်ပြီးမှပဲကျွတ်လွတ်သွားမယ်ဆိုလို့ရှင်တော့တော့ထည့်ကြလေမရှိကြဘူးလားနင်တို့ရဲ့မင်းဆွေနီးကအစ်စ်အဆမ်းပဲနင်တို့ရဲ့မင်းဆွေနီးရဲ့အစ်စ်ကလေကိုယ့်ရဲ့ယုံကြည်တဲ့ဘာသာကိုပါ ပြောင်းလဲနိုင်အောင်လုပ်နေကြတယ်မရှိကြဘူးလားတကယ်ဆိုလို့ရှိရင်အခုသေးသွားတဲ့နင်တို့စစ်ခွေးတွေထဲမှာဖုန်းတွေကောင်းကောင်းနဲ့ကင်ခိုင်းမယ်သူတို့ယုံကြည်တဲ့အတိုင်းသာနင်တို့သွားခိုင်းနေဆိုလို့ရှိရင်ဒီလူတွေဟာဒီနေ့ဒီအချိန်မှာ မလူမကျွတ်တဲ့ဝိညာဉ်တော်ဖြစ်မနေဘူးဒီနေ့ဒီချိန်ဒီအသက်ရှင်ပြီးမှနေနေကြအောင်ပါအခုနင်းတို့ဒီဘွာရမိုင်းနေသွတ်သွင်းခြင်းအပြင်တော်လကောက်နော်လက်နဲ့ဒီနဲ့အာနာဒီနဲ့နင်းတို့ချိမ့်ချောက်ပြီးဒီမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကိုနင်းတို့တဲခိုင်းတယ်ဒီနေ့ကြမှာပဲနင်းတို့ခွေးတွေရဲ့ကြမ်းဖွတ်တွေကိုမင်းချေပြီးမှ ကျွလွန်ပါတယ်လားနင့်ကိုအိတ်မက်လာပေးတယ်လားဒါမှမဟုတ်လို့ရှင်တေးသွားတဲ့လူတွေကနင့်ကိုလာပြောသွားသလားโอเคဆိုတော့အခု तू ကအောက်လန်းလားအပေါ်လန်းလားတော့မသိဘူးတေးတဲ့လူတောင် तू မြင်နေရတယ်အာနေကျိတ်လက်တီးတွေစုံနေကြသေးတယ်တဲ့ပြင်သူတို့ကမပြောမွှေနဲ့နေကြသေးတယ်တဲ့ဟာ ဒီလူသက်သမားကတွေ့တော့မလွယ်ဘူးเนาะ NLDD ကိုလွတ်လွတ်လပ်လပ်ယုံကြည်လို့ရတယ်ဒီနေ့ဒီအချိန်အထိ NLDD ကိုတတ်တာလုံးဝမရှိဘူးဒါပေမဲ့စစ်ခွေးတွေကိုယုံကြည်တဲ့သူတွေလက်ခံတဲ့သူတွေကျန်းပွတ်တွေကိုထောက်ခံတဲ့သူတွေကိုကြတော့ဒီနေ့ကျတော့တော်လိုင်းရေးတွေတတ်လို့တထောင်ကျော်သွားပြီလို့ပြောတယ်ဆိုတော့တကယ်ပဲနေတော့ NLDD ကိုဘာမှမလုပ်ဘူးလားဒီဆိုရင် NLDD ပါတီဒီဘယ်မှာရောက်သွားပြီလား NLDD ကောင်းဆောင်သမရနဲ့အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်ဘယ်နာလဲတကယ်ပဲသူတို့မွေးခိုးလို့လား ဒါမှမဟုတ်ရှင်နင်တို့ကြောက်လို့လား NLD ဒီကိုနင်တို့ကသူများထိမှကြောက်လို့အစ်မင်းမြင့်နဲ့နန်းတော်ထဲမှာထည့်ထားတာလားဘာလို့လိုက်တယ်လဲဒေါက်တာဇော်ဒီအသက်စပေးခဲ့ရတယ် NLD ထဲမှာပါဝင်တဲ့အသက်ကြီးတဲ့လူတော်အမတ်တွေပင်ရောက်ဆုံးသွားခဲ့ပြီလေလူတော်ထဲမှာပါဝင်တော့အမတ်တွေကိုမပြောဘူးနော် NLD ဒီကိုထောက်ခံတဲ့ပြည်သူတွေတော့နင်တို့ဘာလို့လိုက်တယ်လဲ NLD ယုံဒီကိုနင်တို့ဘာလို့လိုက်တယ်လဲဒီနေ့ဒီအချိန်ကြီးနင်တို့လက်ဖြန်းနေတော့မတော့သေးဘူးလား NLD ဒီကို ကိုယုံကြည်တာကိုယုံကြည်လို့ရတယ်လို့ပြောလို့ရှိရင် NLDD ကိုပြည်သူတွေအများကြီးယုံကြည်ကြတယ်နင်တို့ဘာကြောင့်ညင်ပန်းနေစကြတယ်လဲဒေါ်အောင်ဆန်းစုကြည်ကိုချစ်လို့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာပန်းပန်းကြတယ်ဘာကြောင့်ဖန်းကြတယ်လဲတော်လရဲရဲ့ reaction ထဲမှာ love လေးပို့လိုက်တာနဲ့ like လေးလုံးလိုက်တာနဲ့ခုလောလောလတ်လတ်ထဲမှာပဲထောင်ထဲမှာထဲလိုက်တယ်ဘလို့လုံးမလဲလူတိုင်းမှာလွတ်လပ်စွာယုံကြည်ပိုင်ခွင့်ထောက်ခံပိုင်ခွင့်ရှိတယ်ဆိုလို့ရှိရင် အနုပညာရှင်တွေနင့်တို့ခွေးတွေရဲ့ lobby မလုပ်ပေးချင်ဘူးလို့ပြောတဲ့အခါမှာနင့်တို့ဘာကြောင့်ချိန်ချောက်ပြီးလောက်ခိုင်းတယ်လဲမသိဘူးလားအေးဒီတဲ့င်းကိုနားထောင်နေတော့ဗုဒ္ဓဘာသာတွေ မင်းထည့်ပြီးမှအကျွတ်တရားကိုရနိုင်သလားဆိုတော့ကိုလည်း comments ထဲမှာရေးပေးခဲ့ကြပါကြွလည်းနည်းနည်းပါပါလေးပို့မှဗုဒ္ဓဘာသာရဲ့အကြောင်းကိုပို့မှလေ့လာလို့ရတာပေါ့နော်โอเคဆရာမနေဦးမေယေရှုအထူးတက်ပါတယ်ကျွန်တော်မိသားစုတွေသူတို့ကသူတို့ငချင်မဲ့သူတို့ချင်တာနော်တကယ်တမ်းဆိုရင်ဗျာလက်သုံးချောင်းလေးထောင်တာနဲ့အပြစ်မဲ့အပြည်သူပေါင်းများစွာကလေးသေးသေးလေးတွေကစထောင်နေတဲ့မတရားညှဉ်းပန်းနှိပ်စက်ထဲကိုတွင်းကလီစာတွေပါ ရောင်စားတဲ့အဆင့်ထိရှိတယ်နော် ဒါကိုကျွန်တော် NLD ကိုထောက်ခံတဲ့သူတွေကအေးစစ်စစ်လွတ်လွတ်လပ်လပ်နေလို့ရတယ်တဲ့အောက်တန်းစားတော့တကယ်အောက်တန်းစားတွေတိုင်းပြည်စုပ်ပြတ်တတ်တာလဲမပြောနဲ့ဗျသူတို့ဖုတ်ခွေးကိုထောက်ခံတဲ့သူတွေကလူတက်ကောင်းမတင်းကောင်းခိုးဆိုးလူ၌သူများကိုလူတစ်ဖက်သားကိုမကောင်းတာမှန်သမျှလှုပ်ရဲတဲ့သူမှအားလုံးကဖုတ်ခွေးပါတီတဲမှာအဲ့တော့ကျွန်တော်ပြည်သူတွေဘာလို့တင့်လဲဆိုတာကိုယ့်အကူစုံဖြတ်ပါလှုပ်တင့်လှုပ်ထိုက်တာကိုတော့ကျွန်တော်တို့အတူတူ ယုံကြအောင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဘက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့